ည့်ရလောက်ကြပါလို့နော်ဒီရောက်ဆေးဥစားပြီဆိုတော့ဒါခါနဲ့မြေမြုပ်ပြီးသားတွေဖြစ်ကုန်ပြီလားမသိဘူးလားဒါခါနဲ့မြေပါမြုပ်ပြီးသားတွေဖြစ်တော်မလားမသိဘူးလို့နော်ဆိုတော့အဲ့ဒီ NUG အုပ်စုကအဲ့လိုပေါ့လို့ပယ်စားပฏิပဒါပြုံးပတ်ဆံရှာတဲ့နေရာမှာတော့တကယ်နှယောင်မရှိအောင်တော့တယ်တကယ်တော့လားဒါမှမဟုတ် insane လို့နေရှိဒါ insane ကျင်းတော့ကျင်းတော့လောက်ပေးမယ်ဆိုပြီးတော့ကျင်းတော့ဒီတန်းစုထမ်းမှာကျင်းဦးစီးဝင်နေပုံဒါပေမဲ့ credit တော့တော့ရေးဦးဘူးဒီကဘယ်ခွန်ရအောင်ခံပြီးတော့လေလေမို့ဒီအထဲမှာဖြစ်ပေါင်းတွေ့တယ်လို့ကျွန်တော်ကျင်းတော့နီးစက်တဲ့အမိုင်းကနေပြီးတော့သိရှိထားပါတယ် ဟိုင်းချရမီဘာပီတူညီကိုမော်မာများအလုံးမမင်္ဂလာပါ။ News Speed Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ။2025ခုနှစ်ဇူလိုင်လနေ့နေ့ရက်နေ့လပိုင်းဗီဒီယိုတပိုးအနေနဲ့ကျွန်တော်တို့ဒီနေ့နေခင်ပိုင်းမှာနောက်ဆုံးရရှိထားတဲ့ Talent Trading တွင်ကောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်အရင်ဆုံးအနေနဲ့ခါတိုင်းလိုပဲ Talent Trading တို့လေးတွေနဲ့စာချင်ပါတယ်။ပထမအဆုံးသတင်းတပိုးအနေနဲ့ကတော့ကရင်နီပြည်ဖားဆောင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခလာရက်တုံးလေးတရင်စကန်းနေတဲ့ဘွဲမှာစစ်တုံးပန်း50တိမနဲ့ဖမ်းဆီးရရှိထားတဲ့ဆိုတဲ့တရင်ကောင်းပဲဖြစ်ပါတယ်။ဖားဆောင်တိုက်ပွဲခြေတွေကကောင်းပါတယ်။ ခလာရတဲ့တိုးလေးတရင်ကိုတင်ပြီးပြီးဂျာနီတည်တဲ့တက်စခန်းတွေကိုစစ်သိမ်းနေလို့တိကျပြောပြလို့မရသေးဘူးအားလုံးပြီးသွားတာနဲ့တည်ဝင်ထုတ်ပြန်ပါလိမ့်မယ်ဆိုပြီးတော့မှ KNY တော်လေးတရင်မြေကတွေမှာပြောဆိုထားတာဖြစ်ပါတယ် KNY ပြဖဆောင်မျိုးကိုတင်ယူနိုင်ဖို့အတွက်စစ်ကောင်စီတဲ့ခလာရတဲ့တိုးလေးနဲ့တဲ့တုံးကားတရင်တို့ကို KNY တော်လေးတရင်ကနေပြီးတော့မှ2014ခုနှစ်မေလလေးနေ့ကတည်းကနေပြီးတော့ထိုးစစ်ဆင်နေခဲ့တာလို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်ခုဆိုတော့စစ်ကောင်စီရဲ့တရင်တစ်ခုကိုအပြည့်သိမ်းနေတာတဲ့ဖဆောင်မျိုးမှာဆိုရင်တော့ကျွန်တော်တို့မကြခင်မှာတော့တော်လန်တပုတ်တွေရဲ့ လက်ထက်ကိုတည်ချဖို့ကြားတော့မှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ရန်ကုန်တိုင်းလိုင်းတဲ့မြို့နယ်မှာနိုင်ငံပုံမှန်နဲ့ဖမ်းဆီးထားတဲ့မှဇုံပွင့်လိုင်ကိုရဲတွေလက်ထက်ကနေပြမပြက်ခတ်ကယ်ထုတ်မှုဖြစ်ပွားခဲ့ပြီးတော့မှပြက်ခတ်မှုကြောင့်လူရဲအုပ်တို့တင်ဆောင်ပြီးတော့မှရဲရရှိတို့ဒဏ်ရရှိခဲ့တယ်ဆိုတော့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။မှဇုံပွင့်လိုင်ကိုကယ်ထုတ်နေတဲ့အချိန်မှာပြက်ခတ်ခံခဲ့ရတဲ့လူရဲအုပ်တို့ဟာဆိုတော့တနက်တရံနဲ့တင်ဆောင်ခဲ့ပြီးတော့မှမျိုးသမီးလူရဲအုပ်ဟာဆိုရင်မျိုးသမီးလူရဲအုပ်မှာတော့ပဟုံးကြည်ဖောက်ဝင်တရရရှိခဲ့ပြီးတော့မှရဲတွေရဲ့ ပန်းစည်းမှုခံထားရတဲ့မတ်စုပွင့်လရာဆိုတော့လူမြောက်သွားတာပဲဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်ကြောင့်လိုင်းတဲ့တမျိုးနဲ့လည်းဥမာဆိုတော့မရိညပိုင်းအစင်းစစ်တာတွေလမ်းတွေပေးဆိုပြီးတော့မှစစ်ဆေးတာတွေလုံဆောင်ခဲ့ပြီးတော့မှလူငယ်တချို့ကလည်းဖန်စီသွားတယ်လို့ကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်မရိညကလိုင်းတိုင်းမှာရဲတွေပြစ်ခတ်ရပြီးတော့မှသုံးသေးလို့စစ်ဆေးမှုတွေဖြစ်တယ်လိုင်းတိုင်းကတရားတွေချင်းချင်းပိတ်သွားတယ်မြင်းအောင်တရားအောင်စရတရားရွှေပြည်တရားမလိုင်းတရားအကုန်ပိတ်ထားတာညတကောင်ရန်လုံးမှပြန်ဝင်တယ်ဆိုပြီးတော့မှလိုင်းတိုင်းမြို့နယ်ရှိပိုင်းအမရှိရက်ကွက်ကမှနေထိုင်နေပါတော့ပြည်သူတွေကလည်းပြီးတော့မှ ပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်တို့ခုဆိုရင်ဖန်စီခံထားရတဲ့နိုင်ငံရေးသမားကိုရုပ်ရှင်ဆန်းဆန်းကျွန်တော်တို့အနေနဲ့တော်လရေးပြည်သူတွေဘက်ကနေပြမကဲထုတ်သွားမှုဖြစ်စဉ်ဖြစ်ပွားခဲ့တာမလို့ဒါတော့ကျွန်တော်တို့အနေနဲ့ပြည်သူတွေတာတီတော်လိုက်မှာထက်ထက်ဝင်နေပူပေါင်းလာမယ်ဆိုတော့စစ်ကောင်စီတပ်ဟာဆိုရင်တေချာပေါက်ကြောက်တရားရဲတွေနေတယ်ပေါ့နော်ကျွန်တော်တို့ကိုပြန်ပြီးတော့မှအဟန်တားလို့ဖို့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းတွေပါတက်ပြီးတော့မှသိရှိရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ ဘီတိုရီတာတစုတစည်းတဲ့ဖြစ်မှန်ဆိုတော့အစ်ကောင်စီရဲ့ Face Alliance ဆိုတဲ့တေချာပေါ့ကြာရှုံးမှန်ဆိုတဲ့အကြောင်းတွေပါတပီတော့မှသိရှိရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့တနင်္သာရိုက်တိုင်းဘူပြင်းမြို့နယ်ချောင်းမွန်ကျေးရွာနဲ့ Wedding ကျေးရွာကြားမှာရှိနေတဲ့တော်လိုင်းရေးပူပေါင်းအဖွဲ့စစ်စေးဂိတ်ကိုဇွန်လ25ရက်နေ့မှာစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့လို့စစ်ကောင်စီတွေတည်ဆုံမှုမြပြခဲ့တယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့မှတော်လိုင်းပူပေါင်းတပ်ဖွဲ့ကပြည်စုံမှုတွေပြုလုပ်နိုင်ဖို့အစုအဖွဲ့ပေးခဲ့ပြီးတော့မှ ုတိယအချိန်တွဲတိုက်ခိုက်ရတဲ့အချိန်မှာတိုက်ပွဲတွေ60မမဘုံတွေ60မမဘုံတီးတွေဖြစ်လက်နက်ငယ်တွေနဲ့ပါတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ပေါ့နော်တောင်ပိုင်းတိုင်းမှာအခုဆိုရင်တော်လန်ပေါ်တပ်ဖို့ဝင်နေတယ်ပြမစကောစီတပ်ဖို့ဝင်နေဒီလိုမျိုးစစ်ကြောင်းထိုးလာပေမဲ့အပြတ်ချေမှုရှင်းလင်းတိုက်ခိုက်မှုတွေလုံးဆောင်နေတာမလို့မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ဒီတိုက်ပွဲတွေတဲ့ဘာနာသေးစိတ်ကိုတပ်ပြီးတော့မှသိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့နေခင်ပိုင်းပတ်မှာဆုံးနေတဲ့ကျမကတော့ အင်းစင်ထောင်တွင်းကနေပြီးတော့မှအချင်းသားတချို့ကိုငွေကြေးသိန်းခွင့်ရပေးပြီးတော့မှကဲထုတ်ပေးမယ်ဆိုပြီးလိမ့်လည်ခဲ့တဲ့စစ်ကောင်စီအချင်းဝင်ထမ်းတွေအကြောင်းကိုရဲဘော်ရှင်းလင်းပြီးတော့မှတင်ဆက်ထားတာပဲဖြစ်ပါတယ်ရဲဘော်ရှင်းလင်းဘယ်လိုမျိုးသတင်းတွေပြောထားမလဲဆိုတာကျွန်တော်တို့စာချစ်လိုက်ရအောင်နော်လက်မတိုင်းအင်းစင်မျိုးနေရှိဒါအင်းစင်ချင်းထောင်အချင်းသားကိုလွတ်လုပ်ပေးမယ်ဆိုပြီးတော့ကျင်းသားမိသားစုထံမှာချင်းဦးစည်းဝန်ထမ်းပုံဒါပေမဲ့ဆိုခွေးတက်တာတအုံးရဲတအုံးငွေကြေးသိန်းခွင့်ရတောင်းခံပြီးတော့လိမ့်လည်မှု ဒီအထက်မှာဖြစ်ပွားခဲ့တယ်လို့ကျွန်တော်ကျင်းထောင်တဲ့နီးစပ်တဲ့အပိုင်းဝိုင်းကနေပြီးတော့သိရှိထားပါတယ်အစကရေးတယောက်ကနေပြီးတော့စစ်ခွေးရေးခွေးနဲ့စစ်ခွေးနဲ့ပေါင်းပြီးတော့လုပ်တာပါပြီးတော့ငွေယူလိုက်ပြီးတော့အချင်းထောင်အတွင်းကအချင်းဒါထောင်ဝင်တန်းအောင်လဲပါပေါင်းပြီးတော့တော့ပေါင်းပြီးတော့ကျွန်တော်တို့လွတ်အောင်လုပ်ပေးမယ်ဆိုပြီးတော့3900ကိုလက်ခံရယူခဲ့ကြတယ်ဘယ်လိုလက်ခံယူလိုက်တယ်နော်ကျွန်တော်ရဲ့မိသားစုနဲ့ ကျွန်တော်ဝင်ပေးလိုက်တဲ့သူမှာဖြစ်ရှိတာကျောင်းငယ်ဟာအဆက်ဆက်အရာရာယူပြီးပြစင်းနေတာပါတကတည်းမှာကျောင်းမိသားစုဝင်တွေပေါ့နော်ခက်ခဲကိုကျွန်တော်တို့နားလည်ပါမယ်ဆက်ကောင်းမိသားစုဝင်တယောက်ချေချခံနေရတဲ့အချိန်ဆက်တစ်ဖက်ကလည်းပဲလော့လုပ်ပေးမယ်ဆိုတော့ကန်းလန်းလာတယ်ကန်းလန်းလာတဲ့သူကလည်းလက်ရှိထောင်အာနာဘိုင်းတွေဖြစ်တယ်ဒါပေမဲ့ခွေးချက်က စစ်သားပါတယ်ပြီးတော့လက်ရှိထောင်လုံးကျူရေးကိုရယူပေးထားတဲ့ရဲခွေးပါတယ်ရဲလည်းပါတယ်စစ်သားလည်းပါတယ်ပြီးတော့ထောင်အာဏာပိုင်းထောင်ဝင်တန်းလည်းပါတယ်ဆိုတော့အဲ့ဒီ၃កောင်ကပြောတယ်ဆိုတော့အဲ့ဒီမိသားစုလည်းယုံလိုက်တယ်လို့တော့ကျွန်တော်ကတော့မရှိနိုင်ဟုတ်ပြီဒါလောက်ကခဲနေတဲ့အခြေအနေကြီးစီဝါရေးဂျုံဂျုံကြအာပို့ကိုရက်တီဖို့အတွက် ုရဲ့အသက်တော်မှာအာမခံလို့မရတဲ့နိုင်ငံအတွင်းထဲမှာနေနေတဲ့ကျွန်တော်တို့ဒါစုနေသိန်း900ကိုရအောင်ရှာဖွေပြီးတော့ခံရနေတဲ့သူကိုရမလားဆိုတဲ့ဂျင်ဂျီလောက်အောင်လိန်ရခဲ့တဲ့အိစာတို့နဲ့ငွေပေးလိုက်ဘာကြောင့်ကျွန်တော်ကကျွန်တော်မိဘတွေကိုတေချာစွာပြောနေတာကျွန်တော်တက်ခတ်ခါပြောနေတာမဟုတ်ဘူးခေါင်းအားနာပိုင်းရဲ့လက်ရှိအကြောင်းဖက်စစ်ခွေးတက်ကအကောင်တွေရဲ့ပေါင်းပြီးတော့လိန်တော့မိသားစုဝင်တွေကယုံမိတာမဆန်းဘူးလေဗျာ ပြင်မဘဲဆိုတာလင်းတဲ့ကိစ္စမဟုတ်ဘူးကျွန်တော်တို့ကအခြားကိစ္စတွေအများကြီးကျွန်တော်တို့ဒါလူမှုကွန်ရက်ကျင်စီးပွားရေးလောကမှာရှိပါတယ်ဆိုတော့ကျွန်တော်တို့ကဖရလုံငန်းတွေအဲပြီးတော့ခြားတော့ရောင်းတဲ့ကိစ္စမျိုးတွေပြီးတော့မြေယာကိစ္စမျိုးတွေစသည်အဖြစ်ပွဲစားပွဲစားပွဲစားပြီးတော့ तू အတင်းနိုးနိုး तू အတန်းနိုးဒါမျိုးတွေနဲ့ဝိုင်းပြီးတော့လိန်တဲ့ကိစ္စတွေအများကြီးရှိရစားစားတဲ့အတုတွေနဲ့လည်းမျိုးထုံးပြီးတော့လိန်တာတွေလည်းရှိတယ်ဘယ်လိုမှလိန်တာမဟုတ်ဘူးကျွန်တော်မြင်ပါမြေပြင်မှာခေါ်ပြီးတော့ဒီနေရာဒီအကွက်ဒီကဘလို့ဖြစ်တယ်ဘာညာအဆုံးပြီးတော့တိတိကျကျ လုံသွားတဲ့ကောင်းနေအများကြီးရှိတယ်။အခုလူမှုကအဲ့ဒီအင်းစိန်ထောင်အတွင်းထဲမှာရှိနေတဲ့အကြမ်းဖက်စစ်ခွေးတက်ကောက်ကောင်းရဲ့ရဲခွေးရဲ့အချင်းဝင်နှန်းရဲ့ပေါင်းလိမ့်တာဒီမှာရေပေါ်ရှန်လေးပြောထားတဲ့အတိုင်းပဲကျွန်တော်တို့အနေနဲ့ဒီလိုမျိုးဖြစ်မျိုးတွေထပ်ပြီးတော့မှမကြုံချင်ဘူးဆိုတော့ဒီတော်လိုင်းမှာတစ်တက်ဝင်ဖူပေါင်းပေါင်းဖို့လွမ်းနေတာပဲဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်တို့အချင်းဝင်ထမ်းတွေကိုယ်တိုင်ပေါ်ဝင်ပြီးတော့နော်စခွေးရဲခွေးတွေနဲ့ပူပေါင်းပြီးတော့မှကျွန်တော်တို့မြို့ပပီသူတွေဆီကနေပြီးတော့ငွေချ300ခွန်းလေးလင်းလဲတွားတာမလို့ ဒါတော့တို့အနေနဲ့ PPE နဲ့ကိုကျွန်တော်ကြာနေတဲ့မိသားစုတွေပေါ်မှာဒီဖျားယောင်းမှုတွေလုံဆောင်ခဲ့တယ်ဆိုတော့တည်တည်မျိုးတွေကျွန်တော်တို့ထပ်ပြီးတော့မှတကြတိနေရတာပဲဖြစ်ပါတယ်ဒါတို့ကြည့်ချက်ဖြစ်မြန်မာတို့ Face စတာဟာဆိုတော့ကျွန်တော်ပြည်သူတွေဆီကနေပြီးတော့မှဝေကြီးတမျိုးတွေကိုဒါရိုက်ဖို့စ조사နေကြတာမလို့တို့ပြောပြောနေတဲ့ပေါ့နော်ပြည်သူတွေရဲ့အသက်အိုးအိမ်ကိုစောင့်စည်းမယ်ဆိုတဲ့ဟာတွေကဆိုတော့လေလိုင်းပုံမှာရှိတယ်ဆိုတော့အကြောင်းတွေပါကျွန်တော်တို့ထပ်ပြီးတော့မှသိရှိရတာဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမချိုမျိုးမျိုးနဲ့ပြီးတော့မှ NUG ကနေပြီးတော့မှပြောဆိုလာတဲ့ပေါ့နော်မြောက်စာတင်ကြောင်းနေတဲ့စေယုံတွေအကြောင်းကိုသူကနေပြီးတော့မှဘယ်လိုမျိုးပြောလဲမပြောဆောက်လေးပြောထားအောင်မလဲဆိုတာစပြီးတော့မှကြည့်လိုက်ရအောင်နော်နေဖို့လားကိုပြောလိုက်ပါကျုံလို့ရှင်လေတတိရှိရင်ပြည်တွင်းပြန်လာပြီးတော့ကိုယ်တိုင်ကိုယ့်ကိုမဲဝင်ပြန်ကြည့်လိုက်လို့ရမလားလို့ပြန်ကြည့်လိုက်လို့ပါတီဆောင်မဲပြန်ကြည့်လိုက်လို့အဲ့ကြရင်အဲ့ကြတော့မှအဲ့စကားပြောလို့ကိုကထမင်းကြုံနေရတယ်တော့ထမင်းကြုံနေရဟိုတောက်ခေါက်တန်းလေးတော့မလုပ်ပါနဲ့လို့နော်ထမင်းကြုံတောက်ခေါက်တန်းလောက်နေရတော့တက်မလာနဲ့လို့ကျွန်တော်တို့ပွန့်လိုက်ပြောတာဒါတော့ပွန့်လိုက်ပြောရင်ဒါကျွန်တော်အမြင်ပဲအဲ့တော့ ဟိုပြည်ထောင်ပါတီအနေနဲ့လည်းနေဖုံးလိုက်ပြောတာကိုမခံအောင်တော့ခင်ဗျားတို့ကိုသူပြင်ဆင်ကြဖို့လို့ဒီလိုတနာယူအောင်ပြောတာတော့ခံရတဲ့ဒီငိန်ခံရတော့တဲ့ဒီခင်ဗျားတို့ကမပြင်ဆင်ထားဘူးဆိုရင်တော့ခင်ဗျားတို့ခံညာဟိုကလာအောင်ပါတလိုင်းပြီးလိုက်ကောင်ထက်လုံးပါဘောတစ်ခုပြီးတစ်ခုပြောအောင်ပါဘုံကြီးကဘာလို့ဆိုတော့အဲ့လိုပြောပြီးတော့ကိုသူကပြည်သူလူထုကိုမဲမပေးအောင်လုပ်မှာအဲ့တော့ခင်ဗျားတို့ကပြည်သူလူထုထွက်ပြီးမဲပေးချင်အောင်လုပ်ရမှာခင်ဗျားတို့နိုင်ငံပါတီတွေအလုပ်ဖြစ်သွားပြီလုပ်ရတော့မှာကျွန်တော်တို့မီဒီယာလာပြန်အားမကူနဲ့ပြောလိုက်သေးတယ်မီဒီယာအားကိုကူပါတယ်မီဒီယာအားကိုကူပါတယ်ပြောတော့မီဒီယာအားကိုတယ်မီဒီယာဝေဖန်တော့မခံနိုင်တဲ့ကောင်ကြီးကမီဒီယာအားကိုတယ်လုပ်တာခင်ဗျားရှင်းရှင်းလေးပြောရအောင်အဲ့တော့ပွင့်လင်းပြောရအောင်မီဒီယာအားကိုမနေနဲ့ကိုကကိုလည်းညှစ်ကြအောင်နော်ကိုကကိုလည်းညှစ်ကြအောင် ်မီဒီယာကြီးအားကိုးနေတယ်ခဏတော့မီဒီယာအားကိုးတယ်ဘယ်ချိန်မှအားကိုးလဲဆိုတော့မီဒီယာအားကိုးတယ်ဘယ်ချိန်မှအားကိုးလဲဆိုတော့ရုပ်ကောက်ပွဲနေညအားကိုးတယ်အဲ့မီဒီယာရှင်တန်ရစ်တွေအဲ့ပါတီတွေအကုန်လုံးဘာလုပ်ပေးလဲမင်းငါတို့တော့မရှင်းသားနေတာကွာမင်းတို့ဘာလုပ်ပေးရမလဲဆိုတော့အဲ့လိုလူမျိုးတွေကျွန်တော်မေးပေးရမယ်စဉ်းစားပါဦးဗျာနော်စဉ်းစားပါဦးအဲ့လိုပဲပြောချင်တယ်နော်ညတို့ကမီဒီယာသမားတွေအားကိုးတယ်လို့ပြောတယ်မီဒီယာသမားတွေရှင်တန်ရက်တည်နိုင်အောင်အားကောင်းလာအောင်ခဏတော့ဘာလုပ်ပေးလဲမင်းအဲ့ပါတီတွေဘာမှမလုပ်ဘူးမလုပ်ပေးနေတော့ကျွန်တော်တို့ကတော့ပြန်ပြီးတော့ပြေးပြရအောင်စဉ်းစားကြည့်ဦးကိုင်းကျုံမပြီးပြီးမရမလားကျုံကိုကိုင်းရမရမလားဘာလို့မရမှာတော့စဉ်အဲ့တော့တခါလာလဲခင်ဗျားတို့ကဟိုဖို့သူတော်ကအာကိုးနေကြတယ်တောင်ဝေးနေနော်အဲ့လိုဖြစ်နေတယ်။ဘာဆောဆောင်မှမရှိတဲ့တောင်ဝေးနေ ဲ့လိုဖြစ်နေတယ်မကြည့်လည်းလောက်ရအောင်နော်အဲ့တော့ဒါလေးကကျွန်တော်တုံးပြီးပြောရအောင်နောက်တစ်ခုကဒီ NUG ကမှအခုပြောတယ်မှာလဲဟိုမြေရောက်ဆေးုံကြီးကိုနေဖုံးလိုက်ပြောတာပါပရိပရာနေနဲ့မြေရောက်ဆေးုံစနေပြီဆိုတော့ကြည့်လည်းလောက်ရပါလို့နော်မြေရောက်ဆေးုံစပြီဆိုတော့တခါလည်းမြေမျိုးဝိသားတွေဖြစ်ကုန်ပြီလားမသိဘူးတခါလည်းတခါလည်းမြေပါမျိုးဝိသားတွေဖြစ်တော့မလားမသိဘူးလို့နော်ဆိုတော့အဲ့ဒီ NUG အုပ်စုကအဲ့လိုပေါ့လို့ပယ်စားပရိပရာပြောပြီးပတ်စံရှာရတဲ့နေမှာတော့တကယ်နှစ်ယောက်မရှိအောင်တော့တယ်တကယ်တော့လားဘာလို့လဲဆိုတော့တို့ရဲ့ရှေ့မှာဆက်ဆရာကြီးပြောခဲ့မှုတယ်ဒီဟာတဲ့စောတယ်မြောက်မြို့တော်ကြီးဖြစ်ဖို့ဆိုပြီးပြောခဲ့တယ်ဗာလဲ NLD ရဲ့ဒေါက်တူမောင်မောင် မောင်မောင်ဆိုးဒေါက်တူမောင်မောင်ဆိုး NLD ပါတီကခန့်ထားတယ်ဒေါက်တူမောင်မောင်ဆိုးဒေါက်တာအတုဒေါက်တာဘွဲအတုနဲ့မောင်မောင်ဆိုးကမြောင်မြို့တော်လို့ပြောတယ်ဟုတ်တယ်ရန်ကုန်မြို့မြောင်မြို့တော်လို့လုံးမလို့ပြောတယ်သူသာပြုတ်သွားတယ်သူသာအမှသူမချိပစံချမ်းသာသွားလို့အခရိယခေါ်ဆက်ခံရတယ်ရှိခဲ့ဘူးလေမြောင်မြို့တော်ဖြစ်မဖြစ်တော့ကျွန်တော်မသိဘူးအဲ့လိုပရိပရာကြီးပြောသွားတယ်မြောင်မြို့တော်တဲ့ဖြိုးမင်းသိဆိုရင်ဗာလေရန်ကုန်မြို့ကြီးပင်လေရန်ကုန်ပင်လေမြို့ရွှေ့ပြင်းမယ်လို့ပြောတော့ဗာလေဘုံမမသိဘူးပရိပရာကြီးချက်တော့ပြောတာအဲ့ NLD ပါတီအုပ်စုအဲ့လိုမျိုးပေါက်တက်ခဲ့ရပြောတဲ့နေမှာ NLD ပါတီထိန်းဆုပ်อ่ะပြီးရင်ဟာအရာဝင်နဲ့ရန်ကုန်ကိုတဲ့ဘာနိုင်တဲ့နဲ့မိုးပြန်ရထားကြီး as a crossfire ဗာလေကျွန်တော်ကျွန်တော်အဲ့ဒီကလုံးမှတ်ပြီးတော့သူပြောတာပဲဟိုဥမဟောလေမန်းကျော်လီ as a crossfire ဘလို့လဲမသိဘူးသူပြောနေအင်္ဂလိပ်ကကျွန်တော်နားဟုတ်မလဲလိုက်ဘူးမိုးပြိုင်တိုင်းတွေရပြီနဲ့ကြောင်မိုးပြိုင်တိုင်းထိုးပြမယ်တို့ပါတော့ဟာထိုးမထိုးတော့ကျွန်တော်မသိဘူးအခုထိတော့ကျွန်တော်တလုံးမှလည်းမြင်ရသေးဘူးအခုတော့ကျွန်တော်မိုးပြိုင်လမ်းပေါ်ကပြောနေတယ်လားကိုကိုပြန်ကြည့်နေရသေးတယ်ဟုတ်လားမဟုတ်လားသိချင်အဲ့လိုပရိပရာတွေကိုတိမ်ဆုံးကပြောခဲ့ကြတယ်ပြောခဲ့ရတယ်အခုအဲ့ဒီမျိုးဆက်ကမပြတ်သေးဘူးဟို UNG ရပ်ဖြစ်သွားတာကိုပြောနေတယ်ကိုကိုမြောက်သိအောင်ဆိုတော့အေးကျော်မင်းများတော့ခုဆိုရင်ကျွန်တော် UNG ဘက်ကနေပြောပါပါနော်ပြောဆိုလာတဲ့မြောက်လိုက်တော့ဖစ်ဆက်တဲ့ပူပုံပြီးတော့မှရွေးကောက်ပွဲလို့ဖို့ချွန်စီနေကြတဲ့ ဖက်ကွန်စားနိုင်ငံရဲ့ပါတီတွေကိုတတိပေးထားတဲ့ပုံမှာပေါက်ကွဲပြောဆိုလာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့ကျွန်တော်တို့စစ်ကောင်စီရဲ့ဘုံကျဲမှုတွေကိုခံနိုင်အောင်ဆိုပြီးတော့မှမြောက်စာတင်ကြောင်းတွေစုံတွေပါအခုဆိုစတင်ပြီးတော့မှကောင်ထိုင်ပေါ်နေတဲ့အချိန်မှာဒီကောင်တွေပြီးတော့မှပရိပရာပြောနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကိုပြန်ပြီးတော့မှသူကတက်ရှုံနေတာပဲဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်တို့ကြည့်ချက်ဖြင့်စစ်ကောင်စီအရဆိုရင်ကျွန်တော်တို့ရဲ့ဒီစီမံကိန်းတွေပေါ်မှာသူတို့တွေနဲ့ပေါ့နော်တော်တော်လေးကိုထိတ်တလန့်ဖြစ်နေတာပြီးတော့မှဒါတွေဒါကျွန်တော်တို့အထောက်အမြောက်မယ်ဆိုတော့သူတို့ရေကောက်ပွဲတော်မှာလုံးဝကို ဖြစ်မြောက်လာဖို့အချိန်မရှိတဲ့ဆိုတဲ့အကြောင်းလေးပါထပ်ပြီးတော့မှသိရှိရတာဖြစ်ပါတယ်ဒီကျော်မင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှလည်းကြီးစုနေချတဲ့မြေပါပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘို့နေနဲ့အပါသမီကနေပြီးတော့မှကျွန်တော်တို့ခုဆိုရင်တော့ရောင်ရီတိုင်းထဲမှာ A နဲ့ PDF ပုံတဖို့ဝင်လေးအကြဆုံးများနေတယ်ဆိုတဲ့ပုံစံမျိုးတက်ပေါ့နော်ဘယ်လိုမျိုးပြည်ပဓာတွေပြောထားအောင်မလဲဆိုတာတစ်ချက်လုံးနားထောင်ကြည့်လိုက်ရအောင်နော်အေရာရီတိုင်းမြောက်စန်းကြောက်တိုင်ခွေမှာဒေါက်တာတုတ်ချပွေးဘက်ကနေဆင်းလာတဲ့ AA PDF AR 900ကအဲတက်က drone နဲ့ကင်းထောင်ချိန်မုံလို့ပေါ့နော်အကြံဖတ်190ကျားဆုံးပြီးတော့ချူရှို့တဲ့ထီဒီစင်ပြေးတဲ့တပုံတွေကိုဘာမချန်အဲ့လိုမပေးပဲချိန်မုံနိုင်ရတယ်ဆိုတာသတင်းအမှန်ပါရှင်ပြောတာပဲနော်ဒီကတက်တွေနောက်ဆုတ်တယ်ဆိုတာကတော့နောက်ဆုတ်သွားတယ်ဆိုတာကတော့သတင်းအမှားပဲဖြစ်ပါတယ်ရှင် 66ဆိုတာ66ပေါ့နော်66ဆိုတာချင်းမြန်တက်မှာပါသူ့လက်အောက်တရင်တွေရခိုင်တောင်ပိုင်းနဲ့ထိစပ်နေတဲ့ ARE မှာတာဝန်ထမ်းဆောင်နေကြရပါတယ်အခုကာလမတိုင်ခင်ကလည်းစစ်စင်ရေးအဲလိုအပ်ချက်တွေကြောင့်ကရင်ကရနေရအနှက်တိုက်ပွဲအတွေ့အကြုံတွေရှိပါတယ်တူတိုင်းမှုအမိန်နဲ့စုတ်တယ်ဆိုရင်ဘယ်တက်တရားဘယ်ဘက်ကိုစုတ်တာကိုမြင်ပါတလဲရှင်စုတ်လန်းကတာပေါင်းငတိုင်းချောင်းရေကြီးဘက်သာရှိပြီးအဲ့ဒီမြို့ခံနေတောင်မသိတဲ့ကိစ္စကိုဟို ဒုတိုင်မှုအမိန်နဲ့ဆိုတာဒုတိုင်မှုအမိန်နဲ့စုပ်တယ်ဆိုတာဖြစ်နိုင်ပါမလားရှင်အဲအဲ့ဒီဒေတာခံနေပေါ့နော်အဲတက်မလို့ရစစ်ကြောင်းကြီးစုပ်တာမြင်လို့ရှင်တိတယ်လူတွေရှိလို့ရှင်ကျမရဲ့ comment အောက်မှာလာပြီးတော့ comment ပေးခဲ့ကြပါဦးရှင်6ရက်နေမှာရခိုင်တောင်ပိုင်းသားတွေရတဲ့မြောက်ပိုင်းသားတွေကိုဆန္ဒပြမယ်တဲ့ ရခိုင်တောင်ပိုင်းသားတွေကမြောက်ပိုင်းသားတွေကိုဆန္ဒပြမယ်ဆိုတဲ့သတင်းသိရှိရပါတယ်။မြောက်ပိုင်းသားတွေကအမြင်ချင်းပြီးတယူတန်တဲ့လူများပါတယ်။အထွတ်မြတ်နိုင်ရဲ့အဖွဲ့တွေပေါ့နော်။မြောက်ပိုင်းသားတွေကအသားလည်းမဲတယ်တဲ့။အသားဖြူလဲလူလည်းရှားတယ်ပေါ့နော်။ကြောက်ဖြူလောက်ကစားပြီးရခိုင်အချင်းချင်းကိုတော့မှရခိုင်လို့မတက်ပဲပဲတဲ့။ကျွန်းသားလို့သူတို့ကခေါ်တယ်။ဘလောက်ထိစိုးလဲဆိုတာ။အေးအေးကိုနိုင်လို့ပြုံနေတဲ့ဗမာတွေနားထောင်တာ။မန်အောင်တန်တွဲလို့ဆိုရင်ဗမာအောက်ချီးလို့သူတို့ကခေါ်တာ။ ဂွားလောက်ဆိုရင်လုံးဝဗမာလိုပဲသူတို့ကပြောတော့တယ်အဲ့လောက်တောင်လူမျိုးရေးအစွန်ရောက်ပါတယ်အေးအေးကလေရခိုင်တောင်ပိုင်းသားသူတို့ရခိုင်အချင်းချင်းတို့တော့မှသူတို့ရခိုင်လို့မခေါ်ဘူးဟိုကရခိုင်အဖေမေကမွေးတာပဲအဲ့ဒါကိုလုံးဝကျွန်းသားလို့ခေါ်တယ်ဗမာအောက်ချီလို့ခေါ်တယ်တကယ်ကျုပ်ဘလောက်နှိမ်လဲဆိုတာအဲ့ဒါကရခိုင်ပြည်နယ်ကြီးလွတ်မြောက်ရေးလုပ်မယ်အာရခတက်တော်ကြီးဆိုမဖြစ်နိုင်ဘူးလေပြီးရင်ကျမဒီတဲ့င်းနေတင်ဆက်နေတာကတဲ့တက်မရိုကိုဖားနေဖားပြီးတင်ဆက်နေကျမကဒေတာခံနေကို ထားပြီးတင်ဆက်နေတယ်လို့ပြောတယ်ကျမမှားလားနှိုင်လားရှင်တကယ်လို့ကျမဒီအလုပ်ကမှားနေတယ်လို့ဟိုဒီဒီကျမရဲ့ပြစ်သက်ကြီးကထင်လို့ရှင်ကျမဒီတော်တော်လုံးဝတီးလိုက်တော့မှာပါ အခုဆိုတော့ကျွန်တော်တို့ဒီမှာကြားထားတဲ့အတိုင်းပဲပေါ့နော် A နဲ့ B ရဲ့ပုံသဘောကိုလည်းအရာဒီတိုင်းထဲမှာကြာဆုံးများနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီတကုံးမကလည်းဒီမှာပြန်လဲပြောဆိုထားဖြစ်တယ်ကျွန်တော်တို့အခုဆိုတော့ every time ထဲမှာစကောစီတပုံတွေဆိုကြာဆုံးများနေတာပြပြမအမတာ၃လေးလေးကလည်းပြပြလဲအဖွဲလိုက်ကိုပြန်ပြမတဆုပ်ပြမှုတွေလည်းရှိနေတဲ့စပရမကျွန်တော်တို့တရင်တီကြရရှိထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ပြောရမယ်ဆိုတော့ every time ထဲမှာဘယ်သူကအနေရရှိနေလဲဆိုတာဒီချိန်မှာမိဘပြည်သူတွေလည်း ကိုကိုကိုကနဲ့ကိုသိရှိနေတာပဲဖြစ်ပါတယ်ဒီကြားထဲမှာသူကနေပြီးတော့မှကျွန်တော်တို့ဒီရဟန်းပြီးသူတွေနဲ့အေးကြားထဲမှာသူခွတ်တက်ရှုံတွေလုံးဆောင်နေတာဖြစ်ပြီးတော့မှရဟန်းပြီးတောင်းမနဲ့မြပိုင်ကရဟန်းပြီးသူတွေတောင်းမပါနော်မတည့်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူခွတ်စကားပြောဆိုနေတာပဲဖြစ်ပါတယ်ဒါတွေကတော့သူတို့ဆစ်ရှုံတာနဲ့လိုမျိုးပါနော်ပေါ်ပေါ်လေးဆိုပြောတတ်တဲ့အချက်တွေဖြစ်ပြီးတော့မှမိဘပြည်သူတွေနဲ့လုံးဝနားမယောင်ဖို့လိုအပ်နေတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့မြန်မာနိုင်ငံရေးမှာ2008အခြေခံဥပဒေကိုအကုန်လုံးသိတယ်ဆိုမှလူရဝင်တယ်ဆိုပြီးတော့ပြောဆိုလာတယ်ပေါ့နော်ပူတူမရဲ့ဗီဒီယိုလည်းကျွန်တော်စပီရမကြည့်လဲရအောင်နော်ခင်ဗျားတို့တွေ့ထင်ထားတယ်လို့တူမီမဟုတ်ဘူးလွန်ခဲ့တဲ့2030လောက်တည်းကသဘွန်ကိုင်းတဲ့စစ်လက်နဲ့ကနိုင်ငံတကာရဲ့အကူအညီနဲ့အဲ့ဒီလိုမျိုးအကြီးချင်းတွေစစ်လက်နဲ့အကြီးတွေတွေကောင်းတယ်နော်ကျွန်တော်ကဂျာတူမီနဲ့စာရဒေါ်လာရေးကိုတော့မှစတန်ဒတ်အာမီကမမီဘူးဆိုပြီးတော့တော့ရောက်တောင်းရောက်ကြက်မပြည့်ရဲ့အတွေးခေါ်နေတဲ့ line ပေါ်မှာအာမီထောင်းတယ်တကယ်ပဲလေနော်စတန်ဒတ်အာမီဆိုတာက စည်ရဲဆိုင်အခက်ရဲဆိုင်ဆက်လက်နဲ့ဆိုင်ဒါကိုပြောတာစည်ရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝန်မရှိုးနဲ့စစ်တပ်နိုင်ငံရေးကအပြည့်ထွက်ကမယ်စည်ရနိုင်ငံရေးတည်တပ်သွားရမယ်ဆိုတော့ပရိုအာမီမဟုတ်ဘူးပရိုအာမီဆိုတာကစည်ရနိုင်ငံရေးတည်တပ်သွားမယ်ရောမထွက်ရဘူးဒီလိုအနေအထားမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ်ကျမတို့နိုင်ငံတွေမှာစစ်ရဲနိုင်ငံကြီးတည်တံ့သွားလို့မရဘူးပရိုအာမီလို့လို့မရဘူးရှမ်းနဲ့အာမီပဲလို့ရမယ်။အားအကြောင်းလေမြန်မာနိုင်ငံဟာကျွန်ပေါ်မှာအနှစ်တရာကျော်နေခဲ့ရတယ်။မြန်မာနိုင်ငံမှာကိုလိုနီနယ်ချဲ့တွေရဲ့အိုးရဲခွဲအုပ်ချုပ်တာကိုခံခဲ့ရတယ်။ မြန်မာဆိုရင်အမည်နာမအောက်မှာတိုင်းရင်းသား135လို့ရှိတယ်။အဲ့ဒီတိုင်းရင်းသား135မျိုးကြားထဲမှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့ပုံကန်တို့ဖွဲ့စည်းပေါင်း100ကျော်ရှိတယ်။ဒါအကြောင်းမို့လို့သူများနိုင်ငံတွေမှာစီးရင်နိုင်ငံကြီးတီးတန့်သွားရင်တော့ပရိုအာမီသွားရင်တော့ကျွန်မတို့က standard army ကိုသွားရမယ်။အဲ့ဒီခြေကသဘောတရားလောက်ကိုတော့နားမလည်ပဲနဲ့နိုင်ငံရေးကိုတည်တလို့တက်တလို့အာသီးရောင်ပြီးရောင်60နဲ့တက်ရောင်တာမလုပ်နဲ့။အဲ့ဒီလိုအတွေးခေါ်ကြည့်နဲ့ကျွန်မရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့။ခြေရချင်းလာမတိုင်းနဲ့။ရှင်းလား။ စည်ရသည့်နိုင်ငံရေးအသည့်ဗလာမတ်တီနဲ့စစ်တပ်နိုင်ငံရေးရပေးထွက်ရမယ်လို့စစ်တပ်ကသူ့လိုကြရေးဆွဲထားတယ်ဖွဲ့စည်းပုံ2008ဖွဲ့စည်းပုံခြေကောက်ပြည်ကိုဖျက်သိမ်းရမယ်ဆိုတဲ့ယူကြောင်ကြောင်ပေါ်ကြောင်စကားကြီးရတဲ့ငါရဲ့ခင်ဗျားတို့ယူကြောင်နဲ့ပေါ်ကြောင်စကားကြီးရတဲ့ငါရဲ့ခင်ဗျားတို့ခွဲတယ်မလား2008ဖွဲ့စည်းပုံခြေကောက်ဥပဒေကိုအစအဆုံးဖတ်ဖူးတယ်လို့ဖွဲ့စည်းပုံရဲ့အနှစ်သာရကိုလေ့လာသိရှိထားတယ်သူအနေရောက်ရှိတယ်မြန်မာနိုင်ငံမှာ ဖွဲ့တိမှုခြေကောင်နောင်ရှေဖွဲ့တိမှုခြေဥကိုဖတ်ဖို့လည်းလူနဲ့ပြတက်ရမဲလို့ပြောရင်ဒီခြေဥမကောင်းပါဘူးဒီခြေဥကစက်တက်ကအလိုကျရေးဆွဲထားတဲ့ခြေဥကြီးဖက်ရပါမယ်လို့ပြောတဲ့အကောင်ကြီးကောင်မကြီးကာယာရင်နဲ့လမ်းလက်ကောင်မှကြံနေတယ်ဖွဲ့တိမှုခြေကောင်ဥပဒေကိုစာရွက်လေး10ရွက်15ရွက်လောက်ဖတ်ပြီးတော့တက်ရောင်ကမလုံးနဲ့ဖွဲ့တိမှုခြေကောင်ဥပဒေရဲ့အနှစ်သာရဒီဖွဲ့တိမှုမှာပါတယ်တက်မတော်ရဲ့ခန္ဓာကပုံကူပဲရှိတယ်မသိရင်လိုက်မထားညံမကောင်းမှုဆိုစာအုပ်ထဲမှာရေးပြီးမထားနောက်ရှိခြေဥမှာတက်မတော်ရဲ့ခန္ဓာကတော့ နှစ်တာတာတော့နံပါတ်1တမတော်ဒီအမျိုးသားရေးခန္ဓာကိုဆောင်ရမယ်နံပါတ်2တမတော်ဒီဒုတောင်ဝင်ရေးတော်မကိုကာကွယ်ဆောင်ရှောက်ရမယ်နံပါတ်3တမတော်ဒီဖွဲ့စည်းပုံခြေကောင်ပြည်ကိုကာကွယ်ဆောင်ရှောက်ရမယ်ဒီသုံးချက်ပဲရှိရဲ့မမမင်းရင် repeat တင်းနဲ့ပြန်နားထောင်စောင့်ချက်မှချမှတ်ရေးတာဒီလိုမျိုးတော့ပြောတာပဲပေါ့နော်ဒါပေမဲ့စစ်ကောင်စီကဆိုတော့သူတို့ကိုယ်တိုင်ပြဋ္ဌာန်းထားတဲ့ဒီ2008ခြေကောင်ဥပဒေကိုဒီချိုးဖောက်ပြီးတော့မှခုဆိုရင်ဥပဒေကိုလည်းတလုံးချလုံးနေတယ်ဆိုတာကျွန်တော်တို့အားလုံးလည်းသိရှိထားတာဖြစ်ပါတယ် ်ဒီလိုလုံချွေးကုမ္ပဏီကိုတောင်းမခေါ်ပြီးတော့မှအခုဆိုရင်ကျွန်တော်တို့ရခိုင်ပြည်မှာအေကိုပြန်တိုက်ဖို့စူးစမ်းနေတဲ့စစ်ကောင်စီရဲ့လိုရနဲ့ပတ်သက်ပြီးတော့ပူးတူမှာတော့လေးလူရှိထားတာပြီးတော့မှအခုဆိုရင်ကျွန်တော်တို့ပြည်သူတွေကဒီခြေဥ်ကိုမတိပဲနဲ့ပေါ့နော်ပြန်ပြတော့မှဒီဘောမတွေကိုပြန်ပြီးစိန်ခေါ်ထားတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့အားချောင်ပြောဆိုနေတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးပြောဆိုမှုတွေကြောင့်ပဲဒီပုသူမဆိုတော့တချို့ဒီမဘာသာဘွားတော်တွေကနေပြတော့မှပုံကွယ်ပြောဆိုမှုတွေလည်းရှိလာတာပြတော့မှကျွန်တော်တို့အနေနဲ့သူတို့ချင်းချင်းရုပ်ကတဲ့ပွဲတွေကိုတပြီတော့မှတွေ့ရှိရတာဖြစ်ပါတယ်။ပြီးတော့ဒီဘက်ကတော့ရှင်းတယ်ကျွန်တော်တို့ ဆုံးဆုံးဒီစစ်ကောင်စီနဲ့ဖက်ဆစ်အာဏာရှင်စနစ်မပြုံမချင်းတိုက်ခိုက်မယ်ဆိုပြီးမှကြွကြော်ထားကြတာမလို့အားလုံးသိထားတဲ့အတိုင်းခုဆိုရင်တို့တို့အောင်ပွဲတွေအလီလီရရှိနေတာဖြစ်ပါတယ်ပြည်သူတွေသားတွေတဲ့ပုံပြတော့ပူပေါင်းပေါ်ဝင်တဲ့ဖက်ဆစ်အာဏာရှင်စနစ်မြစ်ဖြတ်ချေမွန်းနိုင်ဖို့ဝိုင်းဝန်းစ조사ကြမယ်ဆိုတော့ကျွန်တော်တို့အနေနဲ့လာမယ့်အချိန်တော်သွင်းမှာကိုအောင်မြင်မှုတွေများစွာတစ်ပြေတော့မှရရှိတော့မယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့နေ့ခမိုင်းဗီဒီယိုကိုဒီမျိုးပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြေဆုံးပြေတော့မှ တာရဲ channel နဲ့တလေးပတ်စံကြပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးလိုက်ပါတယ်